ဒီနောက်ဗီဒီယိုမှာတော့ကျွန်တော်ရဲ့ favorite discontinue ဖြစ်သွားတဲ့ရှင်မှုတစ်ခုကြောင်းကျွန်တော် ပြပြချင်းလို့ဆိုတော့ဒီအမွေးကတော့ဒါ Gucci Forum 2ပေါ့နော်ပြီးခဲ့တဲ့၄၅6နှစ်လောက်ကထီတော့ရတော့ရသေးတယ်ရတော့ရသေးရဆိုတာ official website မှာတော့မရတော့ဘူးဒီ shop ကျန်တဲ့ဟာပေါ့နော်အဲ့ဒါမှာမရတော့တာဒီအပိုင်းထဲမှာကျွန်တော်ဒီကောင်လေးကိုကျွန်တော်နောက်ထပ်နှစ်ပလင်းလောက်ပြန်ရထားတာမို့လို့အရင်ပျော်နေပြီးတော့တော်တော်လေးဆွဖြစ်နေတဲ့အထင်မှာပါတယ်ပေါ့နော်ဆိုတော့ဒီကောင်ကဒါကျွန်တော်ရဲ့မွေးရသည့် essential ရဲ့မှာနည်းနည်းတောင်ပါသွားတယ်လို့ပြောလို့ရတယ်ဆိုတော့သူ့ရဲ့နန့်လေးနည်းနည်းပြောရအောင်ဆိုတော့ဒီ Gucci Forum 2ကတော့အဓိကဘာလဲဆိုတော့ T နန့်ပေါ့နော် T နန့်ကိုမှစိတ်ဝင်စားဖို့ကောင်းတာကသူက fresh လေးပပါလေး ေးဖြစ်တဲ့ violet leaf ပါတယ်ပေါ့နော်ဆိုတော့ဒီ violet leaf ပါလို့ရှိရင်ဒါ green ဖြစ်ပြီးတော့ fresh ဖြစ်တဲ့အနေနဲ့တခုခန်းစားရလိမ့်မယ်ပေါ့နော်နောက်ထပ်တစ်ခုဒီမှာပါတာက tobacco နှုတ်ပါတယ်ဆိုတော့ဟိုသူ့ရဲ့ဒီဘယ်လိုပြောရမလဲ dark ဖြစ်တဲ့အနေနဲ့ fresh ဖြစ်တဲ့အနေကို contrast လုပ်ပြီးတော့အာတိဆောက်ထားတာအချိုးညီညီရောထားတာတော်တော်လေးကောင်းတယ်လို့ပြောနေရတယ်ပြီးတော့လို့ရှိရင်ခန့်နွေးထွေးထွေးအနေဖြစ်တဲ့ဒီ cinnamon တို့ပါလို့လည်းပါတယ်ပေါ့နော်အိုးဆိုတော့ ဒီကောင်ဆွဲရတာကတော်တော်လေးကောင်းမင်းဖြစ်တယ်စိတ်ငြိမ်စေရပေါ့နော်ကျွန်တော်ဒီကောင်ဆွဲလိုက်တယ်ဆိုလို့ရှိရင်သူကလုံးဝနှွေးထွေးသွားပြီးတော့စိတ်ချမ်းသာသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီကောင်ဆွဲလိုက်တယ်ဆိုလို့ရှိရင်သူကတရားထိုင်ခြင်းစိတ်ပါပေါက်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်မိုးရတီမှာအဲ့လိုအင်းကြီးနှွေးနှွေးထွေးထွေးလေးနဲ့ဝုတ်ပြီးတော့နှွေးနှွေးထွေးထွေးတီးလေးတစ်ခုခုတောက်ရတာမျိုးလိုက်ဖက်တဲ့ vibe မျိုးလဲပေးတယ်လို့ပြောနိုင်တယ် artistic ဖြစ်တယ်ပေါ့နော်ဒါအရင်တော့ designer ရေမှွေးတွေကအခုနောက်ပိုင်းလိုမျိုးခြူတာတွေမျိုးကြီးပဲ light ထုတ်နေရမျိုးမဟုတ်ပဲねသူဟာနဲ့သူသူ vibe နဲ့သူသူဥထာနဲ့သူအနံ့ပုံစံကွဲရတယ်ထုတ်တော့ကဒါမြင်ရတဲ့လက်ရမျိုးပေါ့နော် personality ရဆိုလို့ရှိရင်ဒီကောင်ကဘယ်လိုမျိုးလဲဆိုတော့ချေးဥဖြစ်တဲ့လူပြီးတော့လို့ရှိရင်အထာတစ်ခုရှိရလူပေါ့နော်အဲ့လိုမျိုး life hack တွေလို့ကျွန်တော်တို့မြင်နေအရင် formal ဖြစ်လာဆိုရင်အရင် formal ဖြစ်တဲ့အနေနဲ့မဟုတ်အရင် casual ဖြစ်လာဆိုလို့ရှိရင်လည်းဟိုကန်းကြီးသွားတဲ့အချိန်မှာဆုလို့ရတဲ့အချိန်လည်း casual တော့မဖြစ်ဘူးပေါ့နော် daily wear အဲ့ဒါမှအေးစစေးနေတတ်တဲ့လူမျိုးဆုလို့ကောင်းတယ်လို့မြင်တယ်ကျွန်တော်တို့ artist တွေနဲ့ပူရွေးလိုက်တယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်ကျွန်တော်တို့ဒါတော်တော်လေးသဘောကျတဲ့အထက်မှာပါတယ်ပြီးတော့လို့ရှိရင်အော် လာလာတော့လာတော့လာဆိုတော့ဟိုရေမွေးကိုအနုပညာဆက်ဆံပြန်ပြီးတော့ခန်းစားကျင်လာဆိုလို့ရှိရင်ဒီကောင် try ကြီးတင်တဲ့ထဲမှာပါတယ်လို့ပြောလို့ရတယ်။တိတ်ပြောလဲ market ထဲမှာမကျန်တော့တာမို့လို့ရှိတော့သုံးကြည့်တင်တယ်ပေါ့နော်။ဒီရေမွေးကိုသုံးကြည့်ကျင်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page ခွဲပြတဲ့ဒီကမှန်သူစကနေပြီးတော့ဒီကနေ့လေးဝယ်ပြီးတော့ဆန်းသုံးကြည့်လို့ရပါတယ်။နည်းနည်းပဲကျန်တာမို့လို့ဒါ တန်ကောင်းတဲ့လူပဲစားမှာပေါ့နော်ဆိုတော့ performance နည်းနည်းပြောလိုက်ရအောင်ဒီကောင်က performance အရဆိုလို့ရှိရင်အရင် strong ဖြစ်တဲ့ထဲမှာတော့ပါကျွန်တော်ဒီကောင်ဆွတ်တယ်ဆိုလို့ရှိရင်အာကျွန်တော်နှစ်ချက်ကနေပြီးကျွန်တော်လေးချက်လောက်ဆွတ်ဖြစ်တယ်ကျွန်တော်ဒီ collar ဘုံဒီမှာကျွန်တော်တစ်ဖက်တစ်ချက်စီဆိုတယ်ပေါ့နော်တစ်ခါကျတော့ရှိရင်နှစ်ချက်ဆွတ်တယ်အဲဂုံးမှာတော့ကျွန်တော်ဒီကောင်ဆွတ်ဖြစ် ဆိုဒီကောင်ဆိုရင်တော့ကျွန်တော်ခုံမှမဆုတ်ဖြစ်ဘူး။ဘာကြောင့်လဲဆိုတော့ဟိုသူများတွေဒီအနံ့ကိုရဖို့အတွက်ကျွန်တော်ကိုယ်တိုင်ရပြီးတော့ကိုယ်ကိုယ်တိုင်စိတ်ချမ်းသာဖို့ပဲကျွန်တော်ဆက်တာဆိုတော့ကျွန်တော်အဓိကတော့ collar ဘုံးတွေမှာဆုတ်ဖြစ်တယ်ပေါ့နော်။ဆိုတော့အာ performance အရဆိုလို့ရှိရင်တော့ဒီကောင်ကကျွန်တော်နှစ်ချက်နေလေးချက်ဆုတ်တဲ့ခါကျလို့ရှိရင်ဒီကောင်၄နိုင်ရနေပြီးတော့ကျွန်တော်တစ်ခါကျလို့ရှိရင်ခုနှစ်နိုင်လောက်ထိရတယ်ပေါ့နော်။ဟိုကိုကအပြင်သွားလားမသွားလားဆိုတော့ပုံမူတည်တယ်။အိမ်မှာပဲနေဖြစ်တယ်။ဒါမှမဟုတ်ရှိရင်ဟလာကိုကအလုံးမှာပဲတနေကုန်ရှိရဟာမျိုးဆိုလို့ရှိရင်တော့ဒီကောင်ခုနှစ်နိုင်လောက်ထိဆွတ်ဆန့်လို့ရတယ်ပေါ့နော်။ဒါမဲ့ကိုကအပြင်နေပါရေးသွားဖြစ်တယ်ဆိုလို့ရှိရင်တော့ကိုအနံ့ကို၄နိုင်လောက်တော့ရလိမ့်မယ်။ပြီးတော့ရှိရင်တော့ပျောက်သွားလိမ့်မယ်ပေါ့နော်။ဘာကြောင့်လဲဆို တော့ partly ပြောရမယ်ဆိုလို့ရှိရင်ဒီကောင်မှာပါတဲ့ fresh note တွေပါတာကြောင့်မလို့ရေမွေးကတော်တော်လေးကျပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီ fresh note လေးတွေကယော့သွားပြီးတော့အရင်အလောက်တိတ်ပြီးမဆွဲရတာပြီးတော့ဒီကောင်ရဲ့အနက် type ကလည်းဟိုအရင်ကြီး loud ဖြစ်နေရင်လည်းလှမယ်အနက်မျိုးမဟုတ်နေဘူးပေါ့နော်ဟိုလူတိုင်းကသဘောကျနေမှာမျိုးမဟုတ်ဘူး loud အရင်ဖြစ်နေကိုကဒီနဲ့ဆွထားရဆိုပြီးအခန်းထဲဝင်လာလို့တခန်းလုံးကရနေရဆိုလို့ရှိရင်လည်းအလောက်ထိမိုက်မှာမဟုတ်ဘူးဒီကောင်ရဲ့အနက်ကကြောက်တော့ draw in sound လို့ခေါ်ရပေါ့နော်ဆိုတော့ဒီနဲ့ရလိုက်လို့ရှိရင်ပို့ပြီးတော့ ဘာလဲဆိုရင်တင်မှာအနာကပ်ပြီးပို့ပြီးရှူခြင်းမဲ့ဟာမျိုးလို့ပြောလို့ရတယ်ဆိုတော့ intriguing ဖြစ်တဲ့အနက်မျိုးလို့ပြောလို့ရတယ်ဒီနေ့ရလိုက်လို့ရှင်ဘလို့နိုင်မသိမှုရဲဆိုပြီးတော့အမှတ်ချက်ပေးမဲ့ဟာမျိုးလို့ပြောလို့ရတယ် projection ရဆိုလို့ရှင်တော့အရင် strong ဖြစ်တဲ့ theme မှာပေါ့ကိုအနာရောက်တဲ့အခါမှာအနေရမယ်ဟာမျိုးလို့ပြောလို့ရတယ်ဆိုတော့ performance လည်းအလောက်ထိအရင် strong ဖြစ်တဲ့ theme မှာပေါ့ projection လည်းအရင် strong ဖြစ်တဲ့ theme မှာပေါ့ဘာကြောင့်မလို့စွတ်တင်လဲဆိုတော့ကျွန်တော်ရှိရပြောခဲ့သလိုဒီကောင်တော့ artist ဖြစ်လို့ပေါ့နော်ဆိုတော့ရေမွေးတွေအနက်တွေက အရန်ကွဲထွက်နေပြီးတော့တစ်ခုနဲ့တစ်ခုက personality မတူတဲ့ခက်ကိုပြန်ပြီးတော့ခံစားစေရမယ်အနေနဲ့တစ်ခုဖြစ်တာကြောင့်မလို့ဒီကောင်ကတော့ဆွတ်တဲ့နေထဲမှာပါတယ်ပြောလို့ရှိရင်တီးနန်းကိုမှဒါအကောင်းဆုံးတီးနန်းနေထဲမှာပါတယ်လို့ကျွန်တော်အရင်တော့ပြောခဲ့မှုတယ်အဲဒါကြောင့်မလို့လဲစမ်းကြည့်တဲ့နေထဲမှာပါတယ်ဒါတော့ကျွန်တော်တို့လေးသဘောကျတယ်ဟာပေါ့နော်ဒီကောင်ကိုအရှိရတပလင်းဆိုရင်ကိုုံတော့မထင်ဘူးလက်မချက် yep အရှိရပလေးဆိုလို့ရှိရင်တော်တော်အောင်ရော့သွားပြီပေါ့နော်နည်းနည်းပဲကြံတော့ချွေတာပြီးဆိုနေတာအခုတော့နောက်ထပ်တော့လင်းရထားပြီဆိုတော့ဒါ နည်းနည်းပို့ပြီးတော့ပေါ်ပေါ်သည်ဆွလို့ရပြီပေါ့နော်ရဆိုတော့ဒါကတော့ကျွန်တော်ပလင်းလေးနောက်ထပ်ထပ်ပြီးတော့ရထားလို့ပျော်နေတဲ့ဟာပေါ့နော်အဲ့ဒါကိုမှမူရတည်ရလဲဖြစ်နေတော့ဒါတော်တော်ကြီးလိုက်ဖက်နေလို့ကျွန်တော်ဆွဖြစ်နေရဲ့ဟာအဲ့ဒါကြောင့်လို့ကျွန်တော်ပြပြချင်တာဆိုတော့ဒါကတော့ Gucci Forum 2အကြောင်းဗီဒီယိုဖြစ်ပါတယ်ဟုတ်လားဆိုတော့ဒီလိုမျိုးဗီဒီယိုတွေသဘောကျရင်ဆိုလို့ရှိရင်ကျွန်တော်ကို like follow subscribe လို့မမေ့ပါနဲ့ See you next time peace